ရှောင်းမီရမီတို့ရဲ့ mirror phone တွေ budget phone တွေတော်တော်များများကိုကျွန်တော်ညွှန်ပေးလေးရှိပေမဲ့ဈေးနည်းနည်းများတဲ့ flagship phone တွေကြတော့ကျွန်တော် ညွန်ပေးတဲ့နေရာမှာလက်ဆောင်လေးရှိရယ်ပေါ့နော်။ဒါပေမဲ့ဒီ Xiaomi 7 Day Pro Max ကြတော့သူ့မှာအားနှက်ချက်လေးတွေရှိတာကမှန်တယ်။ဒါပေမဲ့အဲ့အားနှက်ချက်လေးတွေကိုလက်ခံလို့ရရဲဆိုလို့ရှိရင်သူ့ဈေးတန်းဝန်းကျင်မှာတော်တော်လေးညှို့လို့ကောင်းတဲ့ဖုန်းတွေထဲမှာပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်ဒီဖုန်း unboxing လုပ်ပြရတဲ့တပြိုင်တည်းကျွန်တော်သုံးနေကြ United Singap ကိုဒီထဲကိုထည့်တယ်။ထည့်ပြီးတော့တောက်လျှောက် review လုပ်ဖြစ်တဲ့ကာလအတွင်းမှာကျွန်တော်စမ်းပြသွားတယ်။ဖုန်းတွေကိုဒီလိုမျိုးကျွန်တော် review လုပ်တော့မယ်ဆိုလို့ရှိရင်ဂိမ်းဆိုးတဲ့အခါမှာလိုတဲ့ internet line ဆွဲအားတွေနောက်ပြီးတော့ဖုန်းပြောတဲ့အခါမှာအတန်ကြီးနေပြတ်သားတာတွေနဲ့ဖုန်း line ဆွဲအားကောင်းမကောင်းအောင်တက်တက်ကွက်ကွက် ွဲတည်ရဖို့အတွက်ကြတော့ line ငိမ့်နဲ့ operator စင်ကတ်တွေနဲ့စမ်းကြည့်မှအဆင်ပြေရဆိုတော့ကျွန်တော်ဒီဟာမျိုးအဲ network တွေကိုစမ်းဖို့အတွက်ဆိုရင်တော့ကျွန်တော် unine စင်ကတ်ကိုရွေးပြတာလည်းပါတယ်နောက်ပြီးတော့ကျွန်တော်ဖုန်းကိုဆက်ပြရင်လည်း gain ဆိုရလဲပါမှာဆိုတော့အရင်ဦးဆုံးကျွန်တော် unite application ကို download ဆွဲထားလိုက်မယ်ဆို download ဆွဲနေရင်လည်း3ထားမိတာကတော့သူ့ line ဆွဲအားလေးကတော့မစိုးဘူးပေါ့နော်ဒီနေ့ video အတွက်ကိုတော့ champion မှမကွဲရနေပြီးကိုကြီးပံ့ပိုးပေးထားတာပါ ်မမကွက်ကောင်းကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ဖုန်းရဲ့မှန်ကိုအလွယ်တကူမကွက်တော့အောင်ကာကွယ်ပေးနိုင်ရမယ့်အပြင်ပေါ်မှာပို့လိုက်တိုင်းမှာလဲချောမွေ့နေစေဖို့ကအရေးကြီးပါတယ်မမကွက်ကတ်တော့မယ်ဆိုရင်ဒီရေချင်းနေတဲ့ပြေစုံတဲ့ချန်ပီယံမမကွက်ကိုရွေးချယ်မိဖို့တော့လိုမယ်နော်ဆိုတော့ကျွန်တော်ဖုန်းပက်လဲအောင် review ဆိုတော့ကျွန်တော်ပုံမလင်းလင်းလေးနဲ့ပဲတွားလိုက်ရအောင်ပထမဆုံးအချက်ကဒီ Xiaomi 17 Pro Max ကကျွန်တော်ကင်ကဲ့ပူတဲ့မြ Xiaomi ရဲ့ flagship ဖုန်းတွေထဲမှာ iPhone နဲ့အတူဆုံးဖုန်းလို့ပြောလို့ရရပါတော့အထူးသဖြင့်ကျွန်တော်တို့ဒီ setting icon တွေဒါနဲ့မဲ့ island design hand feeling အကုန်တော်တော်များများကိုတူတာဒါပေမဲ့ကျွန်တော် iPhone နဲ့ဒီဖုန်းမှာပိုကြိုက်တဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးလည်းသိပြီးသားဖြစ်မှာပေါ့ဒီအနောက်ဘက်က magic red display ကိုကျွန်တော်တော်တော်လေးသဘောကျရပါတော့နော် Xiaomi အနေနဲ့တော့အခုမှပဲဒီ display ကိုထည့်လာတာမဟုတ်ဘူး Xiaomi 11 Ultra လောက်မှာကတည်းကထည့်ပေးလာတာပေါ့နော်ဒါပေမဲ့အခုတစ်ခါကျတော့ပိုလဲကြီးသွားသလိုပိုပြီးတော့လည်းအသုံးတည့်လာတယ် ဆိုတော့ဘာတွေအသုံးတည်လဲမပြောသေးခင်မှာဒီ display ကဘာတွေသုံးထားလဲဆိုတော့ကျွန်တော်အရင်ပြောပြမယ်သူရဲ့ display အရွယ်စား2.9 inches အောင်မှာ AMOLED နဲ့ ATPO လည်းပါသေးရနော်မခန့်လားဒီအနောက်ဘက် display သေးသေးလေးမှာ ATPO ကိုရအောင်ထည့်ပေးထားတယ်နောက်ပြီး 120Hz high refresh rate ကလည်းပါလာအောင်မယ်နောက်ပြီး brightness ကလည်း3500 nits ပါလာအောင်မယ်ဆိုတော့ဒီ magic display ပေါ်မှာကျွန်တော်ဘာတွေအသုံးများလဲဆိုတော့ပထမဆုံးအသုံးများတာကတော့ camera ရိုက်တာပေါ့နော် camera ရိုက်တဲ့နေရာမှာကျွန်တော် preview display အနေနဲ့သုံးပြတာများတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအနောက်ဘက်က camera နဲ့ ဓာတ်ပုံရိုက်တဲ့နေရာမျိုးဖြစ်ဖြစ်ဗီဒီယိုရိုက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒီ magic red display ကိုတုံးလဲအဲ့လိုတုံးတဲ့နေရာမှာလဲဒီ camera features ရဲ့အကုန်လုံးတုံးလို့ရအောင်ထည့်ပေးထားတာတွေကတော်တော်ကြီးကိုမိုက်တယ်နောက်ပြီးပုံမှန်တိုင်းဆိုရင်ကျွန်တော် virtual pad ပေါ့နော်အကောင်လေးထားလို့ရမယ်နောက်ပြီးနာယီပေါ့နော် watch face မျိုးစုံထားလို့ရမယ်နောက်သချင်းဖွင့်တိုင်း information တွေကြည့်လို့ရမယ် real time translation ထားလို့ရမယ်အပြင်ဟိုမှာဒီ noti ဘာညာပါဆစ်လို့ရမယ်ပေါ့နော်ပြီးတော့ဖုန်းဝင်လာရင်လည်းဒီ magic red display ကနေပြီးတော့ကင်လို့ရမယ်နောက်တရုတ်နိုင်ငံထဲမှာဆိုရင်တော့ကျွန်တော် real time flight information ပြပေးတာတွေ QR code ဘာညာလှုပ်ထားရည်လဲပါသေးရပေါ့နော်ဆိုတော့ဒါတွေကတော့ကျွန်တော်မြန်မာနိုင်ငံမှာအသုံးလို့မရအောင်ဆိုတော့ဒါအသုံးတက်လာဆိုရင်တော့အသုံးတက်ရပါတော့ပြီးတော့ကိုမလိုချင်တဲ့အချိန်မှာပိတ်ထားလို့လည်းရတယ်ဆိုတော့အဆင်ပြေတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒါက display တစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်ပို့ပြီးတော့ဒီဖုန်းကိုခိုင်းတဲ့နေရာမှာထိထိသိသိခိုင်းနေရတာဗျာအရင်လိုကျွန်တော်ဖုန်းကိုနောက်ကျောဘက်နဲ့ချာချာကျင်တယ်လို့ချာလို့မရတာမျိုးလေးတွေဒီနောက်ဘက်မှာ display ဖြစ်နေတဲ့အတွက်ကျွန်တော်ဘောင်းမီအိတ်ထဲမှာအဲမိကျစ်တွေဘာညာရည်နဲ့တွဲထည့်ထားတဲ့အချိန်မှာပုံသွားမှာဆင်းသွားမှာဆိုတော့စိုးရင်ရတဲ့ခံစားချက်ကြီးကဒီဖုန်းကိုကျွန်တော်တောက်လျှောက်ခိုင်းနေတဲ့အချိန်ထဲမှာရနေရပါတော့ဒါကကျွန်တော်တော်တော်နည်းနည်းတိုင်ပတ်တယ်လို့ လို့ပြောလို့ရတယ်ဒါပေမဲ့လည်းဒါကျွန်တော်ရဲ့ personal feeling ဖြစ်တဲ့အတွက်တခြားသူတွေနဲ့တော့တူချင်မှတူလိမ့်မယ်တခြားသူတွေကကြမ်းကြမ်းတန်းတန်းကင်လာဆိုရင်တော့လည်းတမျိုးပေါ့နော်ကျွန်တောကတော့နည်းနည်းဒီ display ကိုကင်ရတဲ့တောက်လျှောက်မှာဆိုရင်စိတ်တည်နေနည်းနည်းကင်ရတဲ့ feeling မျိုးတွေခံစားရတယ် အဲ့လိုမျိုးပဲ performance ဘက်မှာဆိုရင်လည်း Quick Snap Dragon AE လေး Gen 5ကိုတုံးပေးထားတာ benchmark တဲ့အရာဆိုရင်တော်တော်ကြီးကိုကျန်းနေပြာ Gibson Sigma ဆိုရင် single core က3393နဲ့ Mati core က9452တိရနောက် Antutu မှာဆိုရင်လည်း3030နဲ့2355တိဆိုတာ3တန်းကျော်ပဲဗောနော်တော်တော်လေးကျန်းနေပြီးတော့ 3D Mac မှာဆိုရင်လည်း Bassloose core က2544နဲ့ Lower Loose core က12560တိရမယ်။တခုရှိတာကကျွန်တော်ဒီ benchmark တွေအကုန်လုံး run တဲ့အချိန်မှာ Unite ရဲ့ mobile data နဲ့ပဲ run ဖြစ်တာပေါ့နော်။ဒါကြောင့်ကျွန်တော် Unite ရဲ့ mobile data နဲ့ run တာလဲဆိုတော့ ဟိုမိုဘိုင်းဒေတာကိုသုံးတဲ့အချိန်မှာဖုန်းကတာမဲကကျွန်တော်ပုံမှန်ထက်ပိုပူတက်တယ်အဲ့လိုပူတဲ့အချိန်မျိုးမှာဒီဖုန်းကအဲ့အပူကိုဘယ်လောက်ထိ handle လုပ်နိုင်လဲဆိုတာကိုသိချင်တာလည်းပါတယ်ပြီးတော့ခုနကပြောသလိုမျိုးပေါ့နော်ကျွန်တော်ဒီဖုန်းကို Dashaw United operator ကိုပဲထည့်ပြီးတော့ဆန်းပစ်တယ်အဓိကရန်ကုန်မှာဆန်းနေတဲ့ Dashaw ကျွန်တော် line ဆွဲရအချိန်တွေဘယ်လောက်ထိရှိလဲသိချင်တာလည်းပါတယ်ပေါ့နော် line ဆွဲရလည်းတော်တော်လေးမစိုးဘူးလို့ပြောလို့ရတယ်ကျွန်တော်ဒီ United ရဲ့ mobile data နဲ့ speed test မှာဆိုရင်30 megabit per second ထိရရဲဆိုတော့မစိုးဘူးအဲ့လောက်ဆိုရင်တော့ကျွန်တော်ရုပ်ရှင်ကြီးဘာညာ streaming အတွက်လည်းဒီဖုန်းက line ဆွဲရကောင်းတဲ့အထက်မှာပါတယ်နောက်ပြီးတော့ကျွန်တော် gaming test ကိုလည်း ဲ United Mobile Data နဲ့ပဲစမ်းပြစ်တာပေါ့နော်အဲနည်းနည်း budget လေးလည်းထိလာပြီဆိုတော့ဒီ United package တွေထဲက pager က9 plus package ကိုကျွန်တော်ဝယ်လိုက်တယ်အခု gain shop ဖို့အတွက်ကကျွန်တော်ဒီ mobile data United Mobile Data နဲ့ပဲ16စမ်းပြရပါပေါ့နော်ဒီမှာဆိုရင်ကျွန်တော် gain shop ကြည့်ရတဲ့လောက် mobile legend မှာဆိုရင် network delay က20 millisecond ထိပိုင်းရှိမယ်ဒါမှ PUBG လို game မျိုးမှာဆိုရင်ကျွန်တော် Asia region မှာ60 millisecond ဝန်းကျင်ဆိုတော့ overall line ဆွဲအားတော်တော်လေးကောင်းတဲ့ဖုန်းတွေထဲမှာပါတယ် ဆိုတော့ဒီ Xiaomi ရဲ့70 Pro Max က performance လည်းကောင်းတယ်လမ်းဆွဲအားလည်းကျန်တယ်ဒါမဲ့ control လည်းမဆိုးဘူးပေါ့နော်ဒါပေမဲ့တိတ်အားမရတာထုံးစံတိုင်းပဲ Xiaomi ရဲ့ Hyper OS ထုံးစံတိုင်းပဲကျွန်တော်တို့ဒီ China version ဖြစ်နေတဲ့အတွက် application install လုပ်တဲ့နေရာမှာတရုတ်စာမျိုးစုံတွေတက်လာတာနောက်ပြီးကျွန်တော်သူ search bar လေးထည့်ပေးလိုက်တယ်အဲ့ search bar လေးထဲဝင်လိုက်ပြီဆိုလို့ရှိရင်တရုတ်စာရဲ့ paragraph ဖြစ်နေတာတွေနောက်ပြီးကျွန်တော် noti ဆိုရင်လည်းကိုက messenger ထဲမှာဝင်ပြီးတော့ reply တော့ပြန်ပြီးသွားပြီတခြား app တုံးတွေအထင်ကြမှာအပေါ်က noti ကြီးကျလာမျိုးလေးပေါ့နော်အဲ့လိုမျိုးပဲ China version ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ Gemini app တုံးလို့တုံးလို့ရရဆိုပေမဲ့ second to search ပါညာတော့သုံးလို့မရတာမျိုးလေးတွေတခြား AI တွေသုံးဖို့အတွက်ကြတော့လေသူတရုတ်နိုင်ငံတွင်းမှာပဲသုံးနေတဲ့ Xiaomi AI ဖြစ်နေတာမျိုးလေးတွေပေါ့နော်အဲ့မျိုးလေးကြတော့ကျွန်တော်ဒီ OS ပိုင်းနဲ့ပတ်သက်ရင်တော့ဒီဖုန်းမှာတိတ်အားများအချက်တွေလို့ပြောလို့ရတယ်ဒီဖုန်းကတကယ်ပဲကျွန်တော် global version သာထွက်လာမယ်ဆိုလို့ရှိရင်ဝယ်ကင်ပိုးလောက်ဒီကိုစဉ်းစားထားတယ်ဆိုတော့ကျွန်တော်အရှိတ်ဘက် display ပိုင်းအောင်တွားလိုက်ရအောင်ဘာမှပြောနေစရာမလိုအောင်အဆင်ပြေတယ်6.9 inches 120Hz LDPO P brightness က3500 nits ရမယ် ဘာဇယ်ဟီရီကလည်းဆမက်ထရီကယ်ကြရဗျာပပလေးနဲ့နောက်လုံးဝ flat display အဲကျွန်တော်တခုသဘောကျသူရဲ့ ultrasonic fingerprint ကောနောက်ပြီး face and lock ကမထင်ထားဘဲနဲ့မတရားကြီးကိုတိတိတတ်တာအရင် generation နဲ့ရှင်းလိုက်မှဆိုရင်တော်တော်မြန်လာတာသိတာရဗျာ overall display back မှာတော့ color တွေ brightness ပိုင်းတွေ sharpness ပိုင်းတွေဘာတခုမှကျွန်တော်အပြည့်ပြောနေစရာမတွေ့ဘူးနောက်ပြီး camera back မှာဆိုရင် main sensor 50 megapixel aperture f1.7 sensor ရဲ့နောက်ပြီး50 megapixel aperture f2.6 နဲ့ 5 optic ကထိရိုက်လို့ရမယ်15 mm tele sensor ပါလာမယ် periscope lens ပေါ့နော်နောက်ပြီး50 megapixel ultra wide sensor ပါလာမယ်ဆိုတော့ဒီနောက်ကြောဘက်ကကင်မရာ travel 50 megapixel ကင်မရာဆက်တက်နေပဲဒီနေရာမှာကျွန်တော်ဒီဖုန်းရဲ့ကင်မရာကိုဆန်းတဲ့ဆန်းဖို့မလုပ်ခင်မှာသူ့ရဲ့ဒီကင်မရာ setup ကိုကြည့်ပြီးတော့စိတ်ပူမိတာတစ်ချက်ရှိရပါတော့။ဘာလို့လဲဆိုတော့ main sensor 23 mm နဲ့နောက်ထပ် tele sensor ကြတော့15 mm ဖြစ်သွားတဲ့အတွက်ဒီ sensor နှစ်ခုကြား focal lens တွေကကျွန်တော်ရိုက်လိုက်တဲ့အချိန်မှာ ဒီဒေးစီအဆင်ပြေပါမလားဆိုပြီးတော့ကျွန်တော်စိတ်ပူတာဒါပေမဲ့ကျွန်တော်ဆန်ကြီးရတဲ့လောက်ဆိုရင်တော့အဲဒီ 2H နဲ့ရိုက်လိုက်တဲ့ပုံမှန်အတိုင်းပုံနေရော portrait ပုံနေမှာပါတော်တော်ကြီးကိုအဆင်ပြေတာတတိထားမိတယ်။အခုပြော portrait မှာဆိုရင်လည်းသူက 75mm 3.2x ကရိုက်လို့ရအောင်ပါလုပ်ပေးလိုက်တာလေးကလည်းကျွန်တော်တို့ focal length ရွေးရတဲ့သူတွေအတွက်အဆင်ပြေသွားစေတယ်။ဆိုတော့ပုံထွက် quality ဘယ်လိုနေမလဲဆိုရင်တော့လည်းနည်းနည်းပြောရခက်တယ်။ပုံမှန်လင်းပြောရရင်တော့ဗျာကျွန်တော် Vivo X200 Ultra လိုမျိုးရိုက်လိုက်တဲ့ပုံတိုင်းကိုသဘောကျနေတယ်ခံစားချိုင်မျိုးတော့ဒီဖုန်းမှာမရဘူး။အဓိကတချို့ပုံလေးတွေမှာ color production အဲဒီ image processing လုပ်ပြီးသွားပြီဆိုလို့ရှိရင် color production နဲ့နဲ့ဖြစ်ရမျိုးလေးခံစားရမျိုးရှိတယ်။ဒါပေမဲ့ mostly ကတော့ကျွန်တော်စိတ်တိုင်းကြပုံတစ်ပုံဒီပါဟိုထွက်လာပါတယ်။ ် flagship phone လည်းဖြစ်နေတဲ့အတွက်ပစ်ချက်များများပြပြမရှိကြလဲသိကြတယ်နောက်တစ်ချက်ကတော့ကျွန်တော် zooming ပိုက်မှာဆိုရင် 38th ထက်ကျော်သွားပြီဆိုလို့ရှိရင် artificial နည်းနည်းထက်ပေါင်းလိုက်တာလေးတွေသတိထားမိရဲ့အထူးသဖြင့်လိုလိုက်လို့အနေထားမျိုးမှာဆိုရင်သူကဒီ data စီမရတော့ဘူးမရတဲ့အခါမျိုးမှာသူ artificial AI နေထည့်ပေးလိုက်တာကိုတော့နည်းနည်းလေးများတယ်လို့ခန်းစားမိတယ်အဲပုံမှန်တိုင်းမှာဆိုရင်တော့ကျွန်တော်တို့လိုလိုက်လို့အနေထားမျိုးမှာသူ့ရဲ့ကင်မရာကကောင်းတဲ့ထဲမှာပါတယ်ဒါပေမဲ့ tele မှာကတော့ဟို 38th ကျော်သွားပြီဆိုလို့ရှိရင်တော့တိတ်သဘောမကျဘူး ပါတယ်ဗီဒီယို recording ဘက်မှာဆိုရင်ကျွန်တော်အနောက်ဘက်မှာဆိုရင် 8K ကို30 frame per second နဲ့ရိုက်လို့ရမယ်ဒီရှေ့ဘက်က selfie camera နဲ့ရိုက်မယ်ဆိုလို့ရှိရင် 4K ကို60 frame per second နဲ့ရိုက်လို့ရမယ်ဒီနေရာမှာသဘောတော်ကြတာကသူ့ရဲ့အနောက်ဘက်က magic red display ကိုတုံးပြီးတော့ကျွန်တော်တို့ 8K 30 frame per second နဲ့ vlog ရိုက်လို့ရတဲ့ဟာလေးတို့တော့ကျွန်တော်တော်တော်လေးသဘောကြရပါတော့။ overall camera ဘက်မှာသူက flagship phone တွေထဲမှာအကောင်းဆုံးမဟုတ်တာတော့သိကြတယ်ဒါပေမဲ့မနစ်ကနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့တိတိတတလေးတိုးတက်လာတယ်လက်ခံပေးလို့ရတဲ့အနေနဲ့တစ်ခုရောက်လာပြီလို့ပြောလို့ရတယ် တခြားအပိုင်းနေနေနဲ့ဆိုရင်တော့ audio နဲ့ headset ပေါ့နော်ဒီနေရာမှာလည်း flagship phone တစ်လုံးပြည့်စုံပြီးသားရလို့ပြောလို့ရတယ် audio ပိုင်းမှာဆိုရင်အတန်ထွက်ကအရင်ကျဲပြီးတော့ဆူညံနေရမျိုးမဟုတ်ဘူးဒါပေမဲ့အတန်ကိုအဆုံးထိသုံးလိုက်လို့လည်းကျွန်တော်တို့ desktop မှာဖြစ်သွားတာမျိုးလေးတွေနောက်ပြီးတော့အပေါ်ဘက်မှာ dedicated thin speaker ထည့်ပေးထားတာမျိုးမဟုတ်တာတော့မှာပဲအောက်ဘက်ကအတန်ထွက်နဲ့အပေါ်ဘက်ကအတန်ထွက် balance ဖြစ်တာမျိုးလေးတွေခံစားရတယ်ဟက်ပတစ်ကလည်း Xiaomi phone တွေရဲ့အထုံးစံတိုင်းပဲမတရားကောင်းပါဘူး နောက်ဘက်ထရီပိုင်းဒီဖုန်းမှာပါလာတာ7500 mAh ပါလာပါတော့ဒါကိုကျွန်တော်ခဏမေးထားလိုက်ပုံမှန် user အတွက်ဆိုရင်တော့ဥပမာတစ်ရက်ကိုတစ်ခါအသွင်းနေကြကျွန်တော်အတွက်ဆိုရင်တော့ပုံမှန်တိုင်းသုံးဖြစ်တဲ့ရက်တွေဆိုလို့ရှိရင်40%လောက်ထိညာအိယာဝန်ခံဒီအသွင်းတဲ့အချိန်တွေမှာကျန်တယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော် benchmark တွေ run လာမျိုးတွေ camera test အရန်များသွားရက်တွေမှာဆိုလို့ရှိရင်တော့မှာပဲ30%ဝန်းကျင်လောက်ထိကျန်တယ်ဆိုတော့လုံလောက်ပါတယ်ဒါကတော့တာမန် user တွေအတွက်တော့လုံလောက်တယ်ဆိုတာတထောင် ပို့နေပါပြီ။ဒါမှကျွန်တော်အပြောင်းအလဲအတွက်ဆိုရင်လည်းတနိုင်ဝင်ကြအောင်နဲ့အပြောင်းအလဲလုပ်ရတယ်။ Okay ဗီဒီယိုလေးလေးရှင်းနေပြီဆိုတော့ဒီ Xiaomi 7 Pro Max ရဲ့ review လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်မယ်။ဒီ Xiaomi 7 Pro Max ကခုနောက်ပိုင်းကျွန်တော် Samsung သမား၊ Xiaomi Redmi ဖုန်းတွေရဲ့ flagship ဖုန်းတွေထဲမှာကျွန်တော်သဘောကျဆုံးဖုန်းဆိုရင်လည်းမမအောင်။အထူးသဖြင့်ဒီနောက်ဘက်က display လေးပေါ့နော်ဒါ gimmick တစ်ခုတည်းအများကြီးပို့ပါတယ်တကယ်လက်တွေ့မှာကျွန်တော်တို့အတော့အသုံးတဲ့အရာတွေလည်းအများကြီးရှိပါတယ်အဲ recommend လဲပေးလို့ရရဖုန်းတွေမှာပါပါတယ်ဒါပေမဲ့တစ်ခုပဲပေါ့နော် global version သာထွက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီထက်အများကြီးပို့ပြီးတော့အဆင်ပြေနိုင်တယ်ခုတိုင်းကတော့ဒီ china version နဲ့ xiaomi ရဲ့ hyper os ကိုလက်ခံနိုင်တဲ့တူတွေကိုပဲကျွန်တော်ပို့ပြီးတော့ညွှန်ပေးခြင်းနဲ့လို့ပဲပြောရင်အဆုံးတကြည်ပြတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ